မင်္ဂလာပါရှင်ရှန်ကုန်ကနေတင်ဆက်ပေးမယ့်သတင်းကြမှာကတော့ယခုနှစ်လမ်းလျှောက်တကြံတွင်မြမတနခါရင်ကျေးမှုတလိထဲ့သွင်းဆောင်ရွက်သွားမယ်ဆိုတဲ့သတင်းဖြစ်ပါတယ်မြမယူရအတာတကြံဟာလူသားမျိုးနွယ်ကုစားပြုဒရမရင်ကျေးမှုအမွေနှစ်ဆင်းဝင်ဖြစ်တဲ့လျောက်ယခင်နှစ်များထက်ပိုမိုအလေးထားဆောင်ရွက်ရမှာဖြစ်တဲ့အပြင် မြမတနခါရင်ကျေးမှုတလေးကိုလည်းလူသားမျိုးနဲ့ကုစားပြုဒရမဲ့ရင်ကျေးမှုအမွေနှစ်စရင်ဝင်ဖြစ်ပေါ်ပြနိုင်မဲ့တည်ုပ်ဖော်မှုကိုပါယခုနှစ်လမ်းလျှောက်တကြံတွင်ထည့်သွင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းပြန်ကြားရေးဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဥမမအောင်ကပြောကြားကြောင်းမက်ရှလ9ရက်နေ့နေ့ပိုင်းကနေပြည်တော်ရှိပြန်ကြားရေးဝင်ကြီးဌာနစုဝေးခန်းမှာကျင်းပတဲ့2025ခုနှစ်မြမရူရအလားတကြံပွဲတော်ကာလနေပြည်တော်တွင်လမ်းလျှောက်တကြံအောင်မြင်စွာကျင်းပနိုင်ရည်ညှိနှိုင်းစည်းဝေးတွင်ပြောကြားခဲ့ကြောင်းသိရပါသည် အလားတူမြန်မာနိုင်ငံမှထင်ပေါ်ကျော်ကြားတဲ့အမှုပညာရှင်များကိုလည်းပါဝင်ဆင်နွှဲနိုင်ရန်ဖိတ်ခေါ်သွားမှာဖြစ်ကြောင်းလည်းပြည်သူများဝန်ထမ်းများမြန်မာနှစ်တကူကာလတွင်စိတ်ရှင်လန်းတကြွပျော်ရွှင်စေရည်အတွက်ရခင်နှစ်များနေမတူမြန်မာတနခါပါတွဲဖက်အထူးပြုပြီးပုံမှုပျော်ရွှင်စရာကောင်းတဲ့လမ်းလျှောက်တစ်ကြံဖြစ်မယ်လို့ယုံကြည်ပါကြောင်းဖြင့်ပြောကြားခဲ့တယ်လို့သိရှိရပါတယ်ရှင်။